မင်္ဂလာပါခင်ဗျာလွန်ခဲ့တဲ့ရက်ပိုင်းကတန်လင်းရေနံကွင်းမှာ TFGG ပြိုင်ပွဲကစားရင်းနဲ့တွေ့ကြတဲ့မိတ်ဆွေတငယ်ချင်းအများကြီးတွေတဲ့ကမှအကိုကြီးဦးတောင်းကကျွန်တော်ကိုမြစ်တရရခံလာတဲ့ဒါလေးလုတ်ပေးပါဆိုတဲ့ဗီဒီယိုလေးဒီနေ့လုတ်ပေးဖြစ်ပါတယ် Green ဘောမှာကစားသမားကောက်ထားတဲ့ဘောလုံးကိုကယ်ရီယာပြန်တဲပိုင်ပေးပိုင်ခွင့်ရှိသလားလို့မေးပါတယ် အခုဒီဗီဒီယိုထဲမှာဒီအကြောင်းအရာအပြည့်စုံကျွန်တော်ရှင်းပြထားပါတယ်ခင်ဗျာဒီဗီဒီယိုလေးကို ကစားသမားတွေတင်တာမကခယ်ရီလေးတွေလည်းကြည့်ရှုမှတ်သားနားလည်ထားဖို့ရည်ကြည့်ပါတယ်ကစားသမားကောက်ထားတဲ့ဘောလုံးကိုကစားသမားကပြန်တယ်ပိုင်ခွင့်ရှိပါတယ်အခုဒီဖြစ်စဉ်လေးမှာအဲတမီနန်းကသူကောက်ထားတဲ့ဘောလုံးကိုသူပြန်တယ်ပြီးရိုက်ပြီးတေးဥဆောင်ထားတာဖြစ်ပါတယ် ဒီဒုတိယရိုက်ချက်လေးကတော့ခယ်ရီလေးကောက်ထားတဲ့ဘောလုံးကိုဂရင်းမှာခယ်ရီလေးကောက်ထားတဲ့ဘောလုံးကိုကစားသမားကတဲပြီးပြန်ပတ်တင်ပတ်တဲ့ဖြစ်စင်ပါဒါလည်းခွင့်ပြုတဲ့အကြောင်းအရာပဲဖြစ်ပါတယ် အရေးကြီးမှတ်သားထားမဲ့အပိုင်းတစ်ပိုင်းရောက်လာပါပြီ green ball မှာ player ကောက်ထားတဲ့ကောက်သီးကို carry ကပြန်တယ်ပြီးပိုင်ခွင့်မရှိပါဘူးခင်ဗျာ rule number 40.2b ဖြစ်ပါတယ်တကယ်လို့ကစားသမားကောက်ထားတဲ့ဘောလုံးကို carry ကပြန်တယ်ပြီးလိုက်လို့ရှိရင်တော့ပြစ်ဒဏ်တစ်ချက်ကြားခံရမှာဖြစ်ပါတယ်တေချာမှတ်သားထားရပါမယ်ခင်ဗျာ အဲဒီဖြစ်စဉ်လေးကတော့ကယ်ရီယာကစားသမားရဲ့ဥတီယာလမ်းကြောင်းအတွက်အကူအညီပေးဖို့ကတ်တက်အေရီယာထဲမှာရပ်မနေရပါဘူးအလန်တိုင်းရဲ့ဘောလုံးရဲ့နောက်တတရနေပြီးတော့မှကြည့်ပြီးတော့ဘဲကွေပါဘဲဘဲနည်းနည်းယူပါရွှေ့ပါညာဘဲနည်းနည်းရွှေ့ပါတို့ပြောပြီးရိုက်ပိုင်ခွင့်မရှိပါဘူးပြောပိုင်ခွင့်မရှိပါဘူးခင်ဗျာရိုက်လမ်းကြောင်းအတွက်ကယ်ရီလေးကလက်မှာကင်ထားတဲ့ အလန်တိုင်းတို့မဟုတ်ကောက်တန်လေးနဲ့ဒီနေရာတော့ရှိတယ်ဆရာဒီနေရာရရင်ရတယ်လို့ထောက်ပြတာကတော့ပြစ်ဒဏ်မရှိပါဘူးမရိုက်ခင်ဖယ်ပြီးတော့မှလမ်းကြောင်းလွတ်မှကစားသမားကတော့ရိုက်ဖို့လိုအပ်ပါတယ်ဒီလောက်ဆိုရင်တော့ green ball မှာ carry နဲ့ကစားသမားနဲ့ပတ်သက်ပြီးတော့ဘောလုံးကောက်ယူခြင်းနဲ့ပတ်သက်ပြီးတော့အတော်တန်ရှင်းပြထင်ပါတယ် ထပ်ဆင့်ပြီးတော့ဘောလုံးကောက်ယူခွင့်ရှိတဲ့သူအကြောင်းကိုထပ်ဆင့်ပြလိုပါတယ်။ဂရင်းဘောမှာကစားသမားသို့မဟုတ်ကစားသမားရဲ့ကယ်ရီကအလိုလျောက်ကောက်ခွင့်ရှိပါတယ်။အဲနောက်တစ်မျိုးကတော့ကစားသမားကမြစ်တပ်ရက်ခံပန်ကြားပြီးကောက်ခိုင်းတဲ့လူပါ။ကစားသမားကမြစ်တပ်ရက်ခံပန်ကြားတာမဟုတ်ဘဲနဲ့တွေးကြည့်ရလူကမကင်မှတ်ပြီးတော့ဘောလုံးကိုကောက်ထားတာမြင်ရပါတယ်။ဒါမျိုးကောက်ပေးပိုင်ခွင့်မရှိပါဘူးခင်ဗျာ။ကျေးဇူးတင်ပါတယ်။ဒီလောက်ဆိုရင်တော့အနေချင်းရှင်းပြတင်ပါတယ်။ နောက်ဗီဒီယိုတွေထပ်တင်ပေးပါမယ်